ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်တနင်္ဂနွေသားသမီးများအတွက်ပေါ့အပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကြေပွင့်ဆိုတဲ့တဲတော်နမိတ်ဖြစ်ပါလေဒီဟောသံလေးကတကယ်ပြီးခဲ့တဲ့နှစ်ပတ်တိတိမရိုက်ဖြစ်တာပေါ့နော်မရိုက်ဖြစ်တယ်ဆိုတာကတော့နံပါတ်1ကတော့ကျမ်းမာရေးအခြေအနေရလည်းဖြစ်တယ်နံပါတ်2ကတော့ကျွန်တော်တို့ ဒီအယူရောမင်္ဂလာချမ်းရဲ့အလုပ်တွေတာဝန်တွေမအားမလန့်နိုင်အောင်ရှိတဲ့အခါကျတော့ဒါရိုက်ကူးရေးတွေပြတ်သွားတာပေါ့ဒီတစ်ခါကတော့ကြိုးစားပြီးတော့ဒါရိုက်ပြတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်အစီအစဉ်လေးတစ်ခုလည်းလုပ်တာပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီလကုံလောက်တော့စပြင်မှာပါအဲ့ဒါနေ့စဉ်ဒုက္ခကျယ်ပွင့်အယူရောမင်္ဂလာအခါဘေးဟော့စတန်လေးတွေလည်းနေ့စဉ် daily ပေါ့နော်ရိုက်ပြီးတော့တင်ပေးဖို့တွေ့လဲကျွန်တော်တို့စီစဉ်ထားပါတယ် အဲ့တော့ကျွန်တော်တို့ဟောသနအစီအစဉ်လေးမစတင်ခင်ကျွန်တော်တို့မိတ်ဆွေတွေကိုကျွန်တော်တို့အယူတော်မင်္ဂလာခြံကဗုဒ္ဓဦးနဲ့ရလွင်ကျန်တဲ့ရက်တွေမှာပိတ်ရက်မစီဖွင့်ပါလေဒီလိုကို့မှာအခက်အခဲရှိတဲ့ရရရာအကူအညီတွေလိုချင်တဲ့ဆိုရင်အယူတော်မင်္ဂလာခြံကိုဒါမနေ့12နှစ်လမကျော်ခင်အရောက်လာခဲ့ကြဖို့ဖြစ်ပါတယ်နော်အဲ့တော့ဒီကျွန်တော်တို့ယူရောမင်္ဂလာကျန်ကရရရာကြီးပါခြင်းညာကြီးအခါကြီးငွေတပြားတစ်ချက်မှမယူဘဲနဲ့ဘသူပဲဖြစ်ဖြစ်အခမဲ့ ရေရာတွေခြေပေးနေတဲ့ရေရာမြေဖြစ်ပါတယ်။နောက်တစ်ခုကကိုယ်တိုင်ဗေဒင်တက်လောကီပညာတက်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လေဒီလာမယ်၁၂လပိုင်း၁ရက်နေရနေပြီးတော့၁၀ရက်နေထိ၈ရက်တာဗေဒင်သင်တန်းရှိပါတယ်။အဲ့တော့အဲ့ဒီတင်တန်းမှာလည်းမြည်သူမသူလာပြီးတော့တက်လို့ရပါတယ်။တင်တန်းကြီးဗာဒိနာကြီးမရှိပါဘူး။အခမဲ့ဖြစ်ပါတယ်နော်။ဇယိငိမ့်ဖြစ်ပါတယ်။နောက်ထောက်ခံသားလေးနှစ်ဆောင်တော့ယူလာခဲ့ဖို့ လိုပါတယ်ရက်ွယ်အုပ်ချုပ်ရေးမှုရဲ့ထောက်ခံသားရဲ့ရဲစခန်းထောက်ခံသားရဲ့ဖြစ်ပါတယ်နော်နောက်ကျွန်တော်တို့နီညိုရောင်ကြက်သွေးရောင်ဝစ်စုံတွေအနည်းဆုံးနှစ်စုံသုံးစုံလောက်တော့ချုပ်ခဲ့ဖို့ချုပ်ခဲ့ရမှာပေါ့နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးနဲ့ယူရောမင်္ဂလာချောင်းမလာနိုင်တဲ့လူတွေရှိပါတယ်အဲဒီမလာနိုင်တဲ့လူတွေကတော့ကျွန်တော်တို့ online ကနေပြီးတော့ hostel တန်းနေမှာလို့ရပါတယ်ဒီ3969နဲ့3995လုံးခုနှစ်တဲ့ Viber နံပါတ်က399 9920ဆိုတဲ့ Viber နံပါတ်အဲ့နှလုံးကနေပြီးတော့ Hosran မှာနိုင်ပါတယ်။ရရာအကူအညီတွေတောင်းနိုင်ပါတယ်နော်။အဲ့တော့ Hosran လေးစပါမယ်နော်။တင်းငွေလေးသာသမီတွေအတွက်တင်းငွေလေးသာသမီတွေရဲ့ကံစားတာကတော့ဒီတပတ်တာကာလမှာကျွန်တော်နံပါတ်၄ကသူကကျယ်ပွင့်နမိတ်တွေပါပဲ။ကျယ်ပွင့်နမိတ်ဆိုတာအင်မတန်မှကောင်းသောနမိတ်ပါ။ ဖျော်အလုတ်ကင်နေအခြေအနေတွေကောင်းမယ်ကံတာတာတွေကောင်းမယ်ကံကြမ္မာပွင့်လန်းမယ်ပေါ့နော်အဲ့တော့လုပ်ငန်းဆောင်တာတွေတိုးတက်ခြင်းတွေအောင်မြင်ခြင်းတွေဖြစ်ထွန်းခြင်းတွေဖြစ်မယ်အဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမယ်တဲ့အလုတ်နဲ့ပတ်သက်ရင်ကံတာတာတော်တော်လေးကောင်းပါလားနောက်အလုတ်ကင်ခွင့်ရေးခွင့်လန်းနေရလဲပဲဟာတော်တော်လေးများများဆဆတော်တော်လေးပေါ့ပေါ့များများဝင်လာဖို့ရှိတာပေါ့ ဲ့ဒါကအခက်အခဲမရှိပါဘူး။တော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေဆိုရင်လည်းလုပ်ငန်းတစ်တွေအများကြီးကြုံနိုင်တယ်။နောက်ကုမ္ပဏီဝန်ထမ်းတို့အစိုးရဝန်ထမ်းလို့လုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်းအလုံးမှာယာတုတူးခြင်းတွေလစာတူးခြင်းတွေနေရာကောင်းရာချင်းတွေအများကြီးကြုံနိုင်ပါလေ။အဲကြုံတာတွေကတော့တော်တော်လေးကြုံပါပါ။ကြုံတာကတော့ပြဿနာမရှိပါဘူး။ပြဿနာကဘာလဲဆိုတော့အဲ့ဒီအခွင့်အရေးတွေကံလျော်သားနဲ့ပေါ်ပေါက်လာတဲ့ အလုတ်ဂိုင်းတွေအခွင့်ရေးတွေအခွင့်လန်းတွေကိုကိုယ်တိုင်ကစိတ်ဝင်စားသလိုဖြစ်နေတော့ငွေတွေမဝင်ဘူးလားဆိုတော့လည်းဝင်တယ်ကိုဖြစ်နေတာတွေမဖြစ်ဘူးလားဆိုတော့လည်းဖြစ်တယ်အဲ့မှာပြီးခဲ့တဲ့တလောတော်ကအလုတ်ပင်ပန်းတဲ့ဒဏ်တွေစိတ်မောလူမော စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့မှ အောင်မြင်မှုရထားတဲ့အတွက်အောင်မြင်မှုနဲ့ပင်ပန်းမှုနဲ့မထိုက်တန်ဘူးလို့အတွေးတွေ ဝင်လာပြီးတော့နောက်ပေါ်လာတဲ့အလုတ်ကင်ခွင်ရေးခွင်လန်းတွေကိုလှုပ်ချင်သိကင်ချင်သိတွေကုန်ခန်းနေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါလေးတွေတော့နည်းနည်းသတိထားမှာပေါ့နော်နောက်တနင်္ဂနွေသားသမီးတွေရဲ့ကံတရားမှာကြတော့နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းမှာတခုရှိတာပေါ့အဲ့ဒါဘာလဲဆိုတော့ဝင်ငွေထက်ထွက်ငွေကပိုပြီးတော့အရန်များနေတယ်တာမနာပေါင်းဆောင်ကိုငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ တာဝန်ယူပေးနေရတဲ့အနေအထားမျိုးတွေကြုံရတာ။အဲ့တော့ဒီခါကြီးမှာငွေကန်ရတဲ့လို့ငွေရှားရတဲ့လို့ကိုလုံကျင်သိတဲ့ကုန်ခန်းသွားတာမျိုးတွေဒီတောင် ကြုံရတတ်တဲ့အခြေအနေမျိုးရှိပါတယ်။အဲ့တော့အလုံးနဲ့ပတ်သက်ရင်ကောင်းတယ်။ဒါပေမဲ့အလုပ်ကိုစိတ်ကုန်တတ်တယ်။စိတ်ကုန်ရတဲ့အကြောင်းနှစ်ကြောင်းရှိတာပေါ့။ဒါကြောင့်ကတော့ဗာလဲဆိုတော့ခုနကပြောသလိုအလုပ်တွေကိုအင်တိုင်းအားတိုင်းကြီးတွေတကုံနေနော် တားကြီးလောက်ပြီးတော့ရလာတဲ့အောင်မြင်မှုနဲ့ကိုယ့်ရဲ့ပင်ပန်းမှုနဲ့မထိုက်တန်ဘူးလို့ခံစားမိတာတကြောင်ပေါ့နောက်တစ်ကြောင်ကဝင်ငွေထက်ထွက်ငွေကပိုများဟိတ်ပေါင်းနဲ့ဖားကောက်တယ်လို့ဖြစ်တယ်ကိုကအလုပ်တွေလုပ်လို့ပတ်စံတွေရပင်အိုက်ပတ်စံတွေပြန်ထွက်တယ်ပြန်ကုန်တယ်လက်ထဲမှာပြရစရာမရှိဖြစ်နေတယ်အဲ့တော့အလုပ်လုပ်ရတာကိုစိတ်မပါလက်မပါမျိုးကြီးဂျုံရတတ်ပါအဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့ အကြံဉာဏ်ပေးချင်တာတော့ဗောနော် emotion နဲ့အလုံးမလုံးပါနဲ့တာဝန်နဲ့တာဝန်စိတ်နဲ့အလုပ်လုပ်တာပိုတော့ကောင်းပါ emotion ဆိုတာအပြစ်ကျင်စိတ်တွေရကျင်စိတ်တွေအောင်မြင်ခြင်းနဲ့စိတ်တွေအများကြီးနဲ့ဒါအတကုံဒါအရန်စူးစားတာဗောစူးစားပြီးတဲ့အခါကျတော့အောင်မြင်တော့လဲအောင်မြင်လာတာဗောအောင်မြင်မဲ့လဲပင်ပန်းနေ emotion ဖြစ်တာဟော emotion ဖြစ်တဲ့အခါကျတော့လူကိုပင်ပန်းနေတာဗောနော်ဒါကြောင့်အကောင်းဆုံးကတော့ရုပ်စရာကြီးလို့လုပ်တယ်အဲ့ဒီအလုပ်ကိုငါအကောင်းဆုံးလုပ်ပါ ့အောင်မြင်တော့လဲကောင်းတာပေါ့မောင်မြင်တော့လဲကံပေါ့အဲ့လိုပေါ့ပေါ့ပါစိတ်လေးနဲ့တင်းငွေတွေသားသမီးတွေကအလုပ်လုပ်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေနေနိုင်တာပေါ့နော်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရားတွေမှာအနှောက်အယှက်ပေါ်တတ်တယ်။အဲ့တော့ပညာသင်နေတဲ့ညီတွေညီမတွေဆိုရင်ပညာရေးကိစ္စတွေမှာစောင်းဝက်ဖြေကဏ္ဍကြမှာကျမ်းမာရေးဉာဏ်နာတို့စောင်းဝက်ဖြေကဏ္ဍကြမှာအဲတယောက်နဲ့တယောက်မတင်မမြဖြစ်တာတို့ရံပေါ်တာတို့အဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်။နောက်တစ်ခုကတော့ဘာသာရေးနဲ့ ဖတ်သက်ပြီးတော့အဋိဌံနေလောက်ကန်ဆောင်ရွက်နေတဲ့သူတွေဆိုရင်အဲတတိထားမှာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီကတော့ခုနကပြောခဲ့သလိုပဲဘာသာရေးမှာအနှောက်အယှက်ပေါ့မန်နက်ပေါ့စေတံပေါ့အဲ့ဒါတွေကြောင့်ကိုယ့်ရဲ့ဘာသာရေးအဋိဌံတွေပြတ်ပြားလာမျိုးတွေကြုံရတတ်ပါတယ်။နောက်ချင်းတော်ရင်းနဲ့ပတ်သက်ရင်တော့ကန္တာတာကောင်းပါလား။အခြေတွေစိတ်ချမ်းသာမယ်အိမ်တော်ရင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာအခြေတို့အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကောင်းသောနမိတ်ကြားတယ်ကောင်းတဲ့ကံကြမ္မာကြားတယ် ဒါပေမဲ့ပြဿနာကတော့ဘာလဲဆိုတော့တန်တရားပေါ့နော်တန်တရားကြောင့်ပူပန်လောကတွေများတတ်တော့ဒီမှာကိုယ့်ရဲ့ခြေသူကိုကိုယ်စိတ်ထဲမှာမယုံသင်္ကာစိတ်တွေများနေတယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုကိုကမယုံသင်္ကာစိတ်တွေများနေတယ်ယုံကြည်မှုတွေယောနေနေတာမျိုးတွေဖြစ်တတ်တယ်ဒါမှမဟုတ်အခြေအနေနဲ့ပတ်သက်ရင်တော့နည်းနည်းလေးစိတ်ငြဲစရာလေးတွေကြုံရတတ်တယ်နောက်လူမှုရေးမှာနည်းနည်းအတိုက်ခံလေးတွေဖြစ်တတ်တယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ကံကြမ္မာကောင်းပါလေကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့တော့မှ ပြန်လဲပြီးတော့ဆုံတွေ့ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒါတနင်္ဂနွေသားသမီးတွေအတွက်ကံကြမ္မာ နမိတ်ဖတ်ကြားတာပါ။အဲ့တော့တနင်္ဂနွေသားသမီးတွေမှာကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းစီတဲ့အယောင်လေးတွေရှိတယ်။အဲ့ဒါအစိမ်းယောင်နဲ့အပြာယောင်နဲ့ကောင်းပါလား။နောက်တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတဲ့ lucky ကောင်းတဲ့ number လေးတွေကတော့၄ကနန်းနဲ့၆ကနန်းဖြစ်တယ်။နောက်ဖះအစားရှိတဲ့အလှူကံပုံကိုယ်တွေကိုရေတန့် ကတ်လူပူဇော်ပြီးတော့ဆူတောင်းမှာပေါ့နော်မကိုယ့်ရဲ့မကောင်းတဲ့ကံစားတာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေနော်တနင်္ဂနွေသားသမီးတွေအားလုံးလည်းကိုကြမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြေပါစီပေါ့နော်ယူရောမင်္ဂလာချမ်းအောင်လည်းပဲဘုရားဦးနေရာလွယ်ပြီးမြည်သူမဆိုလွတ်လွတ်လပ်လပ်လာရောက်နိုင်ပါတယ်ကဲကျွန်တော်ရဲ့မိတ်ဆွေပေါအောင်နော်ကောင်းကျိုးလိုရာဆန္ဒပြေကြပါစီ